လုပ်ငန်းတွေလုပ်တဲ့အခါမှာကျွန်တော်တို့က driving force လို့ခေါ်တဲ့မောင်းနှင်အားတွန်းကန်အားလိုတယ် driving force driving force တိုင်းရိုက်တဲ့ပြန်တော့မောင်းနှင်အားပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်မောင်းနှင်အားလို့မြည်ဘူးတွန်းကန်အားလို့ကြီးလိုက်ပါမယ် ဘာလုပ်ငန်းပဲလုပ်လို့အဲ့ဒီ driving force ဆိုတဲ့တွန်းကန်အားဒီတန်းမှာကျွန်တော်ပြောချင်တဲ့တွန်းကန်အားဆိုတော့ကျွန်တော်တို့စိတ်နဲ့ဆိုင်တဲ့တွန်းအားတွေပေါ့လေစိတ်နဲ့ဆိုင်တဲ့တွန်းအားတွေကိုရှိစေချင်တာပေါ့အဲ့ဒီ driving force တွန်းကန်အားမြင့်မီဆိုလို့ရှိရင်အခြေအနေဘလို့အခြေအနေရနေပြီးတော့ပဲဖြစ်နေဖြစ်နေဘလို့အခြေအနေရရောက်မှစခဲ့စခဲ့ကျွန်တော်တို့ကတိုးတက်အောင်မြင်နိုင်တယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ highlight လေးလုပ်ပြီးတော့မှပြောပြချင်တယ် ဂျိတ်တန်အဒီသင်တန်းဆရာကြောက်ဝိုင်းလေးကိုရောက်လာကြတော့ဟာကြောက်ပညာလည်းမတက်ဘူးပြီးရင်အပေါင်းအသင်းမိတ်ဆွေလည်းမရှိဘူးအရင်ညောရှိတာသုံးမျိုးမရှိဘူးပါတယ်တော့ကြောက်ပညာလည်းမရှိဘူးတဲ့ပြီးရောပေါင်းသင်းမိတ်ဆွေလည်းမရှိဘူးပြီးရောဟမ်အရင်ဒီငွေကြေးလည်းမရှိဘူးပြောချင်တာတော့ဘာမှမရှိဘူးပေါ့နတ်တင်ပဲဟုတ်တယ်မို့လားနတ်တင်အခုချိန်မှာတော့ something ဖြစ်လာတယ်ဟုတ်လားမဟုတ်လား အရင်တော့0ပဲလေအခုတော့ hero ဖြစ်လာတယ်ဟုတ်တယ်ကျွန်တော်တင်နန်းသားပေါင်း1000ကျော်ဆိုတော့ဒါ hero ဖြစ်လာတာပေါ့အခုလည်းပဲအများတိုင်းရှိနေတာပဲเนาะအဲ့တော့အရင်တော့ဘာမှမရှိဘူး nothing ပဲဒါပေမဲ့အခုတော့ something ဖြစ်လာတယ်ဘာတွေကြောင့်လဲဆိုတော့ driving force ဆိုတဲ့တွန်းကန်အားတဲ့အဲ့တော့ရဲမှာ